အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တည်းအားလုံးမင်္ဂလာပါ Arsenal အသင်းပေးတဲ့တည်းတွတ်တော်အခုလက်ရှိမှာကစားမသိရဖို့တောက်လျှောက်ဂျိုးပန်နေရင်ကကစားမသိရောက်ဖို့အကြကြီးဆောက်ရင်သူတို့ရဲ့အဓိကကစားမ Thomas Partey ကိုဆုံးရှုံးမဲ့အခြေအနေမျိုးဖြစ်လာပြီ Fabrizio မှာပေါ်ပြထားတယ်နောက်ထိတ်တန့် report တွေအားလုံးမှာပေါ်ပြချက်ရ Thomas Partey ရဲ့စာချုပ်တက်တန်းဟာ ဂျွန်30ရက်နေ့မှာကုံဆုံးမှာဖြစ်တဲ့အတွက်ကလပ်ဖက်ကတက်တန်းတိုးဖို့ဆွေးနွေးညှိနှိုင်းမှုကဘာမှတိုးတက်လာခြင်းမရှိတဲ့အတွက်နွေရာသီမှာလမ်းခွဲသွားဖို့အခြေအနေရှိပြီးကစားမဘက်ကအတင်းတိတ်ကိုစတင်ရှာဖွေဖို့ပြင်ဆင်နေပြီလို့ဖော်ပြထားတယ်ဆိုတော့ဒေးဗစ်အွန်စတိန်ကပြီးခဲ့တဲ့ဒါ3ပတ်နဲ့4ပတ်ကြာတော့မှအာစနယ်ကသောမတ်စ်ပါတီကွန်ထရက်ကိစ္စကိုစတင်လှုပ်ရှားပြီးတော့ နှစ်ဖက်ပါတီကြားမှာဆွေးနွေးမှုတွေပြုလုပ်ပြီးတတန်းတိုးမှုကိစ္စကအခြေအနေတော်တော်ကောင်းခဲ့ကြောင်းဖော်ပြတယ်။ဒါပေမဲ့မာတင်စူပါမန်ဒီကိုသူတို့ခေါ်ထားလိုက်ပြီးဒါပေမဲ့အခုချိန်ထိကိုတရားဝင် official ချမပြသေးဘူးဒါပေမဲ့ Jamie Onstein တို့ Fabrizio တို့ရဲ့ report ရဆိုရင်တော့ဒါကဒန်တီဖြစ်ပြီလို့ပြောလို့ရတယ်ဒါပေမဲ့ club ဘက်ကတရားဝင်ကြေညာမှုကကစားမရဲ့ holiday ပြန်လာမှကြေညာမှဖြစ်တဲ့အတွက်ကြောင့်လည်းကြာနေတယ်လို့တော့နားလည်လို့ရပါပေမဲ့ ကလပ်ဘက်ကယူကရက်စ်လိုလိုဆက်စကိုလိုလိုအိုလီဝီကင်လိုလိုဖြစ်နေရင်မှအခုမှရှာရှာပါပါကစားမဖြစ်တဲ့ပါတီလေးကိုတတ်တမ်းမတိုးနိုင်တဲ့အခြေအနေကျွန်တော်နားမနေတဲ့အဓိကအချက်ကโอเคတောမက်စ်ပါတီထွက်သွားပြီဗျာအခုကျွန်တော်တို့ဂျော်ဂျီညိုကိုဖလာမင်ဂိုကိုဆုံးရှုံးလိုက်ပြီအဲ့ဒီနေရာမှာမာတီဇူပါမန်တီဝင်တယ်โอเคပြဿနာမရှိဘူး quality ပိုကောင်းတဲ့ကစားမတယောက်ထပ်ရောက်တယ်ပိုအတတ်ငယ်တဲ့ကစားမတယောက်ရောက်တယ်ဒါပေမဲ့ပါတီနေရာဘသူစားထုံးလဲ ပါတီကိုဆုံးရှုံးလိုက်ရင်နောက်ထပ်တန်း3 4 50 60မကထပ်ပေးရမယ်အဲ့ဒါဆိုရင်ရရှိပြလို့ပဲအခုကကျွန်တော်နားလည်ထားတာကအာစနယ်သင်းရဲ့နေပြမီကေအာတီတာကလက်ရှိမှာတိုမတ်ပါတီကနာမည်ရာတီမှာအဓိကကစားမထက်စာရင်ဒန်ကလွန်ရိုက်စ်နဲ့မာတင်ဆူပါမန်တီရဲ့စတာဒီအနေနဲ့အရန်ဖြစ်တာပါဝင်ရမယ့်အခြေအနေမျိုးရှိတယ်သူ့ရဲ့အခန်းကဏ္ဍကို ပြီးခဲ့တဲ့နှစ်ကထက် short chart သွားဖို့စဉ်းစဉ်းထားတယ်ဆိုတဲ့အချက်ကပါတီအတွက်တက်တန်းတူဖို့ခက်လာတယ်ပြောချင်တာကဗျာ Thomas Party ကဟိုတလို့တွေကကျွန်တော်ကအာဆင်နယ်ပေးသက်ဖြစ်တယ်အဲ့အတွက်ကြောင့်အာဆင်နယ်အသင်းကိုချစ်တယ်ဒါပေမဲ့ contract ကိစ္စကတော့ကျွန်တော် agent နဲ့တောင်းရှိသူတွေဆက်ပြီးဆွေးနွေးကြမယ်လို့ပြောထားတယ်ဒါပေမဲ့လည်း Thomas Party ဘက်ကအခုလိုမျိုး decision ကြလာပြီးတယ်ဆိုတဲ့အခြေအနေကိုသူသိရင်သူ့ဘက်ကအရန်ထိုင်ပြီးတက်တန်းတိုးပြီးတော့အရန်ထိုင်ပါမလားဒီချက်ကိုကျွန်တော်စဉ်းစားတာပေါ့လေဆိုတော့ ဒါအခုလောလောဆယ်မှာသောမတ်ပါတီကအာစနယ်တင်းနဲ့တတန်းတိုးဖို့ခတ်ပြီးတော့ထွက်ခွာဖို့ပြင်းနေဆိုတော့ကျွန်တော်တို့ကတော့မှန်တယ်ပြောပြညာပါတီကအထက်တာတိတ်ကြိုက်တဲ့ကစားမှာပြာ defensive role မှာလည်းကစားတယ် right back လည်းအားကိုးရတယ် now ကိုယ်လည်းမှာလည်းရန်ကိုအားကိုးသူပါတဲ့အချိန်မှာကစားတဲ့အာစနယ်ရဲ့ intensity ရဲ့အာစနယ်ရဲ့ကစားပုံဟာတခြားပွဲနဲ့တော့မတူဘူးဆိုတော့ဒီလိုအချိန်မှာပါတီလိုကစားမှာမျိုးကို club ဘက်ကဆုံးရှုံးတာအမတန်နှမျောမှုကောင်းတယ် 30တနေ့ပြန်ကျွန်တော်တို့ပါတီစရောက်တဲ့အချိန်အတလက်တကိုမက်ထရစ်ကနေရောဂျီစာချုပ်နဲ့ခေါ်တဲ့အချိန်တွေကနေရလိုက်တဲ့ဒိုင်ယာ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 တရားပြီးမှဟို3ပုံ2ပုံသူကစားတာခတ်နိုင်နေရင်ကကောင်းထောက်မှဆိုတာနေပြီးခဲ့တဲ့ရာသီမှာတရားရရငလုံးနီးပါတီသူ့ကိုကစားခွင့်ရတဲ့အချိန်ကြမှာပဲအခုသူ့ရဲ့ level တစ်ခုပဲဖြစ်ဖြစ်အဲ့ consistency ကိုကျွန်တော်ရပြီဆိုတော့မှကလပ်ဖက်ကတတမတူကျွန်တော်ပြောချင်တာကအနည်းဆုံး 1G+1 option နဲ့တိုးလိုက်ရပါတီကို ပြီးတော့ကလပ်ကတည့်တဲ့အချိန်မှာမော်တော်စားတယောက်ယောက်ထိုင်ရရွားရင်ဘယ်လောက် squat ကဘယ်လောက်တင်းဖြစ်လဲကျွန်တော်တို့သိပြီးသားအဲ့ဒါကိုကလပ်ဘက်ကလည်းဘာဒီခေါင်းပါလဲပါတီကိုယ်တိုင်လည်းမတိုးချင်တာလည်းပါပဲဒါပေမဲ့အထက်ကျတော့ဖြောင်းပြရမှာပါ okay ငါတို့ competition တွေကအများကြီးဖြစ်တယ် rotation system သွားလို့ရတယ်ဘလိုပုံစံသွားနိုင်လဲ main တွက်က right back option ရှိတယ်လိုအပ်ရင် center back စဉ်းစားလို့ရတယ် defensive role လည်းရှိတယ်ဒါတွေပေါ့လေဆိုတော့အခု Thomas Partey ရဲ့စာချုပ်တိကိစ္စမသေးကြတော့ဘူးထွက်မဲ့လမ်းကိုဦးတည်နေပြီအဲ့ဒီနေရာမှာအခု အစိုးရကအကောင်ကတရင်ကောင်းတစ်ခုက Mike Lewis Kelly ကိုသူတို့တတ်တန်းထပ်တိုးနိုင်မယ် Real Madrid စိတ်ဝင်စားတဲ့ဘာညာတရင်ထပ်ပြီးတော့မှအခု Mike Lewis Kelly ကို club ဘက်ကဒါသူ့ကိုဒါစာချုပ်သစ်2030ခုနှစ်ထိစာချုပ်ချုပ်မယ်ဆိုတော့အဲ့ဒါကတော့တရင်ကောင်းအနေနဲ့ဖြစ်တယ်ဆိုတော့ Mike Lewis Kelly က Arsenal မှာတေချာပေါက်ဆက်ရှိမယ်ဒီစားမလေးကိုတိုင်ကလည်း2026ထိစာချုပ်ရှိတဲ့အတိုင်းအောင် မြောက်လန်ဒန်ကလပ်မှာဆက်နေဖို့ဆုံးဖြတ်ထားတယ်ဒီနေရာမှာနောက်ထပ်တယောက်ကအခုအီသန်ဝန်နယ်ရီရဲ့ဘကာယိုဆာကာရဲ့ပြီးတော့မှဝီလျံဆလီဘာရဲ့ဒါတွေကအစင်လိုက်တက်တန်းထပ်တိုးဖို့လုပ်တယ်အဓိကတော့ကျွန်တော်တို့၂၀ခုမှာကျန်တဲ့ဆာကာနဲ့ဆလီဘာကိုအမြန်ဆုံးတက်တန်းတိုးဖို့ပဲဝန်နယ်ရီကတည်ကြတယ်အသင်းမှာဆက်ရှိအောင်ပါအဲဒီမှာဆက်ရှိအောင်ပါဆိုတော့ကလပ်ဘက်ကအီတန်ဝန်နယ်ရီနဲ့ဘကာယိုဆာကာနဲ့ဝီလျံဆလီဘာကိုတက်တန်းတိုးဖို့လုပ်တယ်ဆိုတော့ question ကအားစား driver အနေနဲ့အဲ့တတတိုးတဲ့ကိစ္စကိုလည်းလုပ်ပါဝယ်စရာရှိတဲ့လော်ဝယ်ပါဝယ်ပြီးသားဖြစ်တယ်ဆိုတဲ့ဒီ superman ဒီလဲဘယ်ရောက်နေမှမသိဘူးရောက်တာတော့ရောက်မယ်အခုတည်းကမသေးချာမပို့သေးဘူး official မရှိသေးဘူးပြီးတော့ cap visa ဘလာကလည်းဘာမှမသိသေးဘူးရောက်တာတော့ရောက်မယ်ဒီတောင်တော့သေချာပေါ့ရောက်မယ် ပြီးရင်တိုက်စစ်ကလည်းပြက်ပြက်သားသားဆုံးဖြတ်ရမှာကျွန်တော်ပွဲစဉ်ပရီးမီယာလိပွဲစဉ်ကအမတန်ကြက်တယ်အဲ့ဒါကိုကျွန်တော်တို့တိုင်ပတ်နေအောင်ပါဆိုတော့ဂူလလောဆင်မှာတော့ပါတီထရပ်ပူများပြီးတော့တတန်းတိုးရတဲ့က Miles Lewis Kelly ပြီးမယ်ပြီးတာနဲ့ Zaitai Sleeper Saka Ethan Werner တို့တိုးဖို့ရှိပြီးတော့နောက်တစ်ဖက်က Zinchenko AC Milan ကိုထွက်ဖို့များနေပါပြီအားလုံးကျေးဇူးတင်ပါတယ်